နှကန်းကိုပူပူလေးနဲ့ဆူဆူလေးဖြစ်ချင်လို့ဆူလိုက်တဲ့ကစီစီကြီးပဲဖြစ်နေလို့ဘာစောမှမသိဘူးဆိုတော့ကောင်မလေးတို့ဟာတီးယားကချက်လေးလေးပြန်လို့ရှိရနော်။ခဏပထမဆုံး04 second လေးကိုအရင်ဆူပြတ်ပါမယ်။သူ့ရဲ့အယောင်လေးကဆူဆူလေးနဲ့အနီဘက်လည်းမဟုတ်လေမဘက်လည်းမဟုတ်တဲ့အယောင်လေးပေါ့နော်။ဒီချယ်လီလေးတွေကဖမ်းပင်နဲ့ဖက်ပါတဲ့အတွက်ကြောင့်မလို့ဆိုလိုက်အေးအေးလေးနဲ့ရှိရှိလေးတော့နည်းနည်းဖြစ်တယ်ပေါ့နော် ။ဒါလေးကတော့ခုနသူတို့ပြောသလို listing ဖြစ်မဖြစ် test ထားပါပေါ့နော်။ဒါကတော့ခုနဖြစ်ပြီးသွားတာမှအောက်ကနေပြီးတော့တင့်လင်းတစ်ထက်ကျန်ခဲ့ရပါ။ခုနနောက်ထပ်တစ်အောင်ဆုပ်ပြတာမှာတော့01 pink berry လေးပါ။အယောင်လေးကခူထုံသမားလေးရဲ့အတွက်ဆိုရင်တော့တော်တော်လေးလိုက်လောက်မဲ့အယောင်လေး။အယောင်လေးကပန်းယောင်လေးတို့မှာအရင်နှူးဝဲဘက်လည်းမသွားသလိုရင်းနေဘက်လည်းမသွားတဲ့အယောင်လေးပေါ့နော်။ အနောက်ထပ်03လေးကိုအရင်ဆုံးပြမယ်ပေါ့နော်။အဲအယောင်လေးကကျတော့လိမ္မောပက်လည်းမတော်ပန်းအောင်ပက်လည်းမတော်အယောင်မျိုးလေးပေါ့နော်။ဒါလေးကိုတော်တော်ကြိုက်တယ်။သူ့ရဲ့အနက်လေးလည်းမွေပြီးမမွန်ဒီအနက်လိုမျိုးလေးပဲ။ပထမနောက်ထပ်07 candy cherry လေးကိုဆုံးပြပါမယ်။ဒီအယောင်လေးကကျတော့ပန်းစီအောင်ပက်ကိုနည်းနည်းတော့ရဲပေါ့နော်။နောက်ဆုံးတစ်ယောင်လေးနဲ့906 cherry ကိုဆုံးပြပါမယ်။ဒီအယောင်လေးကအနီအောင်လေးကိုမဆူဆူလေးနဲ့တခြားအယောင်လေးနဲ့မတူဘဲနဲ့တော်တော်လိုက်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ Bye bye guys ။